ားလုံးပဲမင်္ဂလာပါရှင်။ဒိနေအေဗီလန်ရှိရဲ့အင်္ဂါနေ့အတွက်မော်လဝတ္တာခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။မြင်းကလေးရင်တဲ့အနေနဲ့ဒီကနေ့မနက်7:18မိနစ်အချိန်ဝမ်တွင်းမြို့အရှိရှစ်တောင်ဘက်ဆိုင်မန်ခွန့်အကွာကိုဗဟိုပြုပြီးအနက်30ကီလိုမီတာအင်အား3.3ခေါ်ရက်တာစကေးရှိ ငလင်းငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။မုံတိုင်းအခြေအနေကတော့ ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာစစ်တွေမျိုးရဲ့အနောက်တောင်ဘက်မိုင်680အကွာမှာဗဟိုပြူလျက်ရှိပြီးနောက်ဆက်ရှင်နာရီအတွင်းဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းကိုရောက်ရှိကာမြောက်ဖက်ချီဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းကိုဆက်လက်ရွေ့ရှားမှာဖြစ်ပါတယ်။အဲ့ဒီလေပြင်းနဲ့ရေဝန်ဟာဘင်္ဂလားပင်လယ်အနောက်အလယ်ပိုင်းမှာအေဘီလ10ရက်နဲ့17ရက်နေ့တွင်မှာမုန်တိုင်းဖြစ်လာမှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကကြိုတင်ခန့်မှန်းထားပါတယ်။ လေဗီယာနဲ့ရဝင်းရဲ့အရှိန်ကြောင့်အေဗီလ9ရက်နေ့ကနေ15ရက်နေ့အတွင်းရခိုင်ပြည်၊ချင်းပြည်၊မကွေးတိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊နေပြည်တော်၊ရှမ်းပြည်၊မွန်ပြည်၊ကရင်ပြည်၊ကရနီကယားပြည်စတဲ့ဒေသတွေမှာနေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးများနိုင်မယ်လို့ဆိုပါတယ်။ဒီကနေ့ညနေအထိနေပြည်တော်၊ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ် ပဲခူးတိုင်းအေယာဝတီတိုင်းကရနီကယာပြည်ကရင်ပြည်နဲ့ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရကျကျနဲ့ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရကွက်ကြားမိုးထချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ်တနင်္လာနေ့တိုင်းမှာမိုးတိမ်တောင်များဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရာတစ်လျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှင်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းတွေဖြစ်ပေါ်နိုင်လို့သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမော်စလာကအကြံပြုထားပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းတင်ကနေ တိမ်ထွက်ထန်နေပါတယ်။မြန်မာပင်လယ်ပြင်မှာတော့လှိုင်းအနည်းငယ်ကနေလှိုင်းအသင်းတင်ရှိပါမယ်။လိုင်းမြမမြမကန်ယူရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ၄ဘီကနေ၈ဘီခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွင်းနေပြီးတော့မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊ရခိုင်ပြည်နဲ့ရှမ်းပြည်တို့မှာနေရာကျကျကနေနေရာစိစိမုတ်ထချုံရွာနိုင်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ။